မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေတွေဆရာကဒီတစ်ခါတော့2025ခုနှစ်17လပိုင်းအတွက်တောက်ကြတော်မီမိတ်ဆွေတွေအတွက်တလစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစရမ်းမှုဆရာကပြောပြပြီးမှဖြစ်ပါတယ်ဥစ္စာပထမတောက်ကြတော်မီမိတ်ဆွေတွေအားလုံးဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းကျွန်တော်ကဒီကနေမြတ်တာကိုဆုတောင်းလိုက်ပါတယ်ဆရာတို့အရှိန်အဟိတွေ့နေပြောင်းလာတာဟောဘာလို့လို့နဲ့အခုဆိုရင်တော့2025ရဲ့နိုဝင်ဘာလတနည်းအားဖြင့်17လပိုင်းကိုရောက်ရှိလာပြီဖြစ်တယ် အဲ့တော့ဆရာမိတ်ဆွေတောက်ကြလာသမီးတွေဒီ2025ခုနှစ်ဟာဇေလိုဇန်နဝါရီလဆလို့ဒီဆယ်လပိုင်းဒီအော်တိုဝါလာဒီမှာမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းနဲ့17လပိုင်းကိုထားလိုက်တော့မိတ်ဆွေတို့ဆယ်လပိုင်းတွေမှာမိတ်ဆွေတို့2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားသို့မဟုတ်ဘာတွေများမိတ်ဆွေတို့ကံညံ့တဲ့နှစ်များဖြစ်ခဲ့သလားသို့မဟုတ်ဆရာကြီးတာမန်အတိုင်းမှာပဲများဖြစ်ခဲ့သလားဆိုတာဆရာကိုသုံးသပ်ပြပါဦးဒါပြင်ဆရာမိတ်ဆွေတွေအနေနဲ့အဲ ဟိုကျွင့်ရနေနဲ့ဆရာရဲ့ဟောစရန်နေကိုရောနားထောင်ဖြစ်ရလားထို့အတူပဲမိတ်ဆွေတို့နေနဲ့ဟောစရန်နေမှာရောအဲမိတ်ဆွေတို့အစဉ်ပြေရလားတိုက်ဆိုင်ရလားဆိုတာလည်းဆရာကိုကောမန်လေးတွေမှတ်ပြကြပါအောင်လို့ဆရာကထပ်လောင်းမြစ်တာပြောဆိုလိုက်ပါတယ်ဒီနေ့25ခုနှစ်စက္ကလပိုင်းပြမှာတောက်ကြတာသမီးမိတ်ဆွေတို့ရဲ့ကံဟာတားတော့ဥစွာဆက်ပြီးတော့တောက်ကြသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိ2025ခုနှစ်စက္ကလပိုင်းရဲ့ကံဟာဘာကိုဖြစ်ဖြစ်အေဂရစ်ကဒါအမရာကဖြစ်နေတဲ့အတွက်ဘာကိုမဆိုချစ်တူဆောင်ရလှုပ်ဆောင်မှာအဲ စူးစမ်းမှုအောင်မြင်မှုနဲ့ချစ်ကိုလှုပ်ဆောင်ရင်မဆွဲမလျှော်သောဆွဲလုံးသားနဲ့ဥဆောင်လို့ရင်ဘာကိုဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့အေးချမ်းခြင်းတွေရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ယဉ်ထဲမှာဖခင်နဲ့တူသောစိတ်မျိုးတို့မဟုတ်လို့ရှိရင်အဲလုံခြုံမှုပေးနိုင်စွာအေးချမ်းမှုပေးနိုင်စွာတို့မဟုတ်ရင်ကိုကိုယ်တိုင်စူးစမ်းပြီးတော့လှုပ်ပြမယ်ဆိုတဲ့စိတ်ကလေးတွေငါမဖြစ်ဖြစ်အောင်တော့လှုပ်ရမယ်ဆိုတဲ့စိတ်ကလေးတွေကောင်းသောစိတ်ကလေးတွေကိုမွေးမြူစဉ်းစားနေပြီးတဲ့အခါမေဇလူရဲ့မိသားစုနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အရာရာကိုဥဆောင်နေတဲ့စိတ်ကြီးများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါတယ် ထို့အပြင်မိတ်ဆွေတို့ကဒီလတာတော်တွေမှာဆိုရင်အစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်တတ်တယ်ကြော်စောတတ်တယ်ဒါကြောင့်မိတ်ဆွေတောက်ကြသားသမီးများအနေနဲ့အဲကောင်းတဲ့အရာလေးတွေကိုလှုပ်ဆောင်တဲ့အခါမှာရှေ့တိုးလှုပ်ဆောင်ပြီးတော့စိုးတဲ့အရာလေးတွေမှာတော့သတိထားစင်ကြင်ပြုမှုဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့အစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့လဖြစ်ပါတယ် ီလအထင်မှာမိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲသောလဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်တော့ကိစ္စလေးဒီမှာလူမြင်မခံတာမျိုးကိုယ့်လက်ထဲမှာငွေထားတဲ့အခါလူမြင်နဲ့ငွေထားမမြဲတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာဟိုငွေကြေးနဲ့ပုံနေဟာမတည့်နေတဲ့အကာလလေးတွေဖြစ်တတ်တဲ့အတွက်အိမ်လူရေးကိစ္စမိသားစုရေးကိစ္စလူမှုရေးကိစ္စဘာသာရေးကိစ္စတာရင်းနိုင်ရေးဆောင်တာကိစ္စဟိုကိုယ့်လက်ထဲငွေရှိနေရင်ကိုအเจ้าညာမျိုးစုံနဲ့အဖက်ဖက်ကနေပြီးတော့ငွေကုန်ကြီးကြများတတ်တာမျိုးထွက်တာတာမျိုးတုံမတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ငွေကြေးလက်ထဲမှာထားခြင်းထက် ွေးကြံနေတဲ့မိတ်ဆွေတို့ကဘာကိုမဆိုငွေကြီးနဲ့ပတ်သက်လာတဲ့ခါမှာယင်းနှစ်လောက်ဆောင်တာမျိုးဝယ်လိုက်တာမျိုးတွေဘာဖြစ်ဖြစ်ကြံ့ကြပင်ဝင်နေပဲနဲ့ချစ်တို့ဆောင်ရလောက်ဆောင်လိုက်တာဟာပုံမှန်အာသာကောင်းမှုဒေါ်လာဖြစ်နေတယ်လို့ဇာကအကြံပေးပြသည် ရစရာရှိတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပြောဆိုဆောင်ရွက်ပါလက်ထက်မှာငွေထားတာတဲ့ယင်းဤလှုပ်ဆောင်တာဟာပုံမူအတာကုတနိုင်ဒေါ်လာဖြစ်ပါတယ်အလုတ်ချာနေသောတောက်ကြသောသမီးတွေအလုတ်တွေရရှိတတ်တဲ့အလုတ်အသေးရရှိတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ကိုယ်ပိုင်လုပ်ငန်းစတင်လှုပ်ဆောင်လို့ရတဲ့မိတ်ဆွေများဒီလဟာအကောင်းမွန်ဆုံးနဲ့ပြန်ရဲ့အထောက်အပံ့များစွာရရှိတတ်တဲ့လဖြစ်တဲ့အတွက်ဘာလို့မဆိုလုပ်ငန်းစတင်ခြင်းဥဆောင်ဆောင်ရွက်ခြင်းတွေအတွက်တော့အားသာပြီးတော့ကောင်းမွန်ကုတနိုင်ဒေါ်လာဖြစ်ပါတယ်အမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေရှေ့တူဆောင်ရွက်ပါ ကိုယ်ဘကအနိုင်ရရှိတတ်သောကံတရားကိုရရှိတတ်ပါလေထို့ပြင်မိတ်ဆွေတို့အနေနဲ့ယုံကိစ္စဟလာအမှုကိစ္စစာချုပ်စာရန်ကိစ္စစာရွက်စာရန်ကိစ္စတွေနဲ့ပတ်သက်ပြီးချစ်တို့စာရွက်လှူဆောင်မှာထို့ပြင်မိမိတို့ရဲ့မိသားစုဝင်ဆွေမျိုးသားချင်းတွေထဲမှာအရှုံးအောင်ဖြစ်နေသူများအရှုံးအောင်လွတ်မြောက်လာခြင်းသို့မဟုတ်လို့ရှိရင်အဆက်အသွယ်ပြတ်နေသောမိတ်ဆွေအပေါင်းအသင်းဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ပြန်လဲရရှိလာမျိုးပျောက်တော့သူချာလီရရှိလာမယ်လားဖြစ်တယ်။ကျမ်းမာရေး ကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ဥကောက်နဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေအတွင်းလွန်ပြီးညာအိတ်မပြောတာမျိုးလေးတွေနည်းနည်းလေးစိတ်ညစ်စရာမိသားစုအပူကိစ္စလေးတွေကြောင့်လာကျန်းမာရေးနဲ့ပတ်သက်လာရင်အိတ်မပြောတာမျိုးအဲဆနလိုပေါ့ဟိုအတွင်းနည်းနည်းများနေတော့ကာလာခေါင်းမူခေါင်းကြိုက်တွေးတွေးတွေးတက်ကလွှဲရင်စစဝဝတော့ဘာမှမရှိနိုင်ပါဘူးခင်ဗျာဒီလကတော့ဒီမှာအကျိုးပေးသောလုပ်ငန်းများကိုဆရာဆက်လက်ပေါ်ပြပြပြစီ ဒီနေ့တော့25ခုနှစ်17လပိုင်းမှာတောက်ကြသသမီမိတ်ဆွေများလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်ယာရုလုပ်ငန်းကိုင်ငန်းအစ်စ်ပြောင်းလဲလှုပ်ဆောင်တာမျိုးတွေပိုကောင်းပါတယ်ယာရုတိုးဖို့ထက်အဲတပည့်လက်သားအပြိုင်ဆိုင်အတိုက်ခိုက်ရည်ဒီဂျုံအပ်တယ်လို့ယာတုတိုးရဲ့ခါမှာလဲနေရာထိုင်ခြင်းနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေအပြောင်းရွှေ့ကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများတာမျိုးလေးတွေဂျုံအပ်တတ်တဲ့အတွက်တော့ဒီလအပြင်မှာဖြစ်နိုင်ရင်ယာတုတိုးဖို့ယာတုတက်ဖို့ပြောဆိုဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့အောက်ဤတိခံထားဖို့လိုအပ်ပါတယ်ထို့ပြင် OH ရှမ်းမြင်းနဲ့ပတ်သက်တာတွေရှေ့တူဆန်လဲလောက်ဆောင်မှာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုကိုတိုင်းဦးစီးဦးဆောင်လှုပ်ရှင်းနေရှိတူကောင်းမှပါတယ်အမှုပညာနဲ့ပတ်သက်သောလုပ်ငန်းတွေအစိုးအကအရေးအတိပတိပဟုဗေဒင်ပိဒါစံကြံပြုတ်ဆောင်ဒါမျိုးတွေနဲ့ပတ်သက်လာရှိတူဆောင်ရလှုပ်ဆောင်ကောင်းမြင်မဲ့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာမျိုး အဲရဝေးခကြီးသွားလေးတွေနဲ့ပတ်သက်ရင်တော့သတိထားစီနေရမယ်ကာလဖြစ်ပြီးတော့ငွေကြေးလိမ်ခံရခြင်းတွေအမျော်မှန်းထားသလိုဖြစ်မလာတာမျိုးလေးတွေအလွယ်လွယ်လျှော့လျှော့လေးတွေဖြစ်တတ်တဲ့အတွက်တော့တောက်ကြတာမျိုးမျိုးဆိုများခကြီးသွားခြင်းကိစ္စ passport visa ဆိုင်ရာကိစ္စနိုင်ငံခြားရဝေးခကြီးသွားနဲ့ပတ်သက်ရင်တော့သတိပြုစင်နေရအတွက်တော့လိုအပ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလောင်းစားနဲ့ပတ်သက်ရင်အတော်ကိုသတိထားရမယ်လာဖြစ်ပြီးတော့တွေ့တလဲကြက်တကုံဆိုတာမျိုးကံရဲ့စမ်းလာမျိုးလေးတွေကိုဖြစ်နိုင်ရင်သတိထားပါ ငွေကုန်ငွေနဲ့ဆင့်ပြီးလုပ်တဲ့အလုပ်တွေအစုရှယ်ယာငွေကြီးနဲ့ပတ်သက်တော့လုပ်ငန်းတွေအစုကြီးတို့ငွေလို့ရှိတာတို့ငှားတာတို့နဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်ရင်ထိတွေ့နေတာမျိုးငွေလွှဲလုပ်ငန်းငွေထုတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အလွယ်လွယ်မှာမှအထစ်ထစ်အချော်ချော်လေးတွေကိုမဖြစ်ပေါ်လာဒီကိုအတွက်မိတ်ဆွေတို့တတိထားစင်ကြရအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ် ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။ကိုပိုင်ဆိုင်လုပ်ငန်းတွေစံစီစစ်စပ်ပစ္စည်းစားသောက်ကုန်နဲ့ပတ်သက်တာတွေအစားဥပဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရလုပ်ဆောင်ရင်အသာချင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကံတရားရဲ့အထောက်အကူရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရသည်။တို့အပြင်မိတ်ဆွေတို့အနေနဲ့အဲအလားကုန်ဆိုင်ရာလုပ်ငန်းတွေအဲတို့အပြင်ပကြီးပခုလို့ရေးတို့ကုံချောက်တို့အဲလဲလီအဆက်ရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးရေထွက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေချစ်တို့ဆောင်ရလွတ်ဆောင်မှာအဲကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ချစ်တို့ဆောင်ရလွတ်ဆောင်တာမျိုးအောင်မြင်တို့တတ်နိုင်ပါတယ် ခီးသွားစပစ်စီရင်နဲ့ပတ်သက်ပြီးတော့အဲရင်အစ်စ်ဝင်လာတာမျိုးလေးတွေတုံဟတက်တယ်လို့မိတ်ဆွေတို့အနေနဲ့ရဝေးမှဆွေမျိုးသားချင်းတွေရဲ့ကောင်းသောသတင်းတွေကြားရတတ်တော့လာဖြစ်ပါလေထို့အပြင်အလူကြီးကြီးပြုလုပ်ရတာမျိုးတွေအလူဒါနပြုလုပ်ရတာမျိုးတွေတုံဟတက်တယ်လို့မထင်မှတ်ဖဲနဲ့မိတ်ဆွေအပေါင်းအသင်းအစ်စ်တွေရဲ့အကူအညီကိုများစွာရရှိတတ်ပြီးတော့ အဲမိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွေမှာဆိုရင်ဥဆောင်ရမယ်ကာလဖြစ်တယ်။သို့တော့ဘာသာကြီးမှာဗဇက်ကဖရလက်ကခါရဖြစ်နေတာမျိုးလေးတွေတတိပြုပါမိဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကပြီးတာမျိုးလေးတွေမိဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အပေါ်မှာအဲဟိုဆက်နာလို့ပေါ့စိတ်ညစ်စရာလေးတွေကြုံပေးရတဲ့အတွက်ကြောင့်မလို့မိတ်ဆွေအပေါင်းနဲ့ဟောင်းနေနဲ့ပတ်သက်လာရင်တော့မိဟောင်းဆွေဟောင်းနေမှာတော့တတိထားပါတို့တဲ့ပြင်ကိုထက်အသက်ငယ်သောမိဟောင်းဆွေအောင်အပေါင်းဒီဟောင်းလေးဒီမှာတော့ပုံမူပြီးတော့သတိပြုစင်ခြင်းရလိုအပ်သောကာလပိုင်းခြားဖြစ်ပါလေခင်ဗျာတို့အပြင်ဒီလာတာတို့တွေမှာမိဆွေတို့အနေနဲ့ သတိပြုစင်နေရမယ့်အချက်ကလေးတွေရှိပါသေးတယ်။ကိုကမိမိအနေနဲ့ဘယ်ရောင်မစုံမှန်လဲထင်ပြီးတော့ပြောဆိုဆုံးဖြတ်ပြီးတော့ဟိုချီးသမယကိုပုံဩလှုပ်ဆောင်တာမျိုးလေးတွေအာတေးဟိုမိတေးမြေကြီးချင်းရွှေထီးဆိုတဲ့လုပ်ငန်းတွေကိုတော့တာမန်ထပ်ပို့ပြီးတော့သတိပြုလှုပ်ဆောင်ရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။အိုးအိမ်ရှင်နေပတ်သက်တာတွေဆောက်လုပ်တဲ့လုပ်ငန်းတွေအာမခံလုပ်ငန်းတွေဟိုဆနလိုကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေဘာမှမစုချစ်တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကန်တရားရဲ့အထောက်အပံ့များစွာရရှိတတ်သောကာလဖြစ်ပါလေ။ အရေးကြီးတဲ့ဆိုင်သောလုပ်ငန်းတွေအသားအိမ်နဲ့ပတ်သက်သောလုပ်ငန်းတွေအလှကုန်ဆိုင်ရာကိစ္စလေးတွေဖန်စီအိမ်နဲ့ပတ်သက်တာမျိုးလေးတွေဇပင်းတို့ဥမာဒီဇိုင်နာတို့ဂရက်ဖစ်တို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရလုပ်ဆောင်ရင်တန်လျာရဲ့အထောက်အပံ့များစွာရရှိတတ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီလုပ်ငန်းတွေအရှိန်နဲ့ပတ်သက်ရင်တော့အဲ ခုတ်ရတခြားချရတခြားဖြစ်တတ်ပါလေ။ဓမီဤသားကြီးနဲ့ပတ်သက်ရင်တဦးနဲ့တဦးတယောက်နဲ့တယောက်အိမ်ဆောင်ပြုမယ်ပြောကမှပြဿနာတက်တာမျိုးတွေမိသားစုဆွေမျိုးချင်းအဲစကားပြောမယ်ဆိုတာမှသူမဟုတ်စကားပြောကြည့်တာမှပြဿနာပဋိပက္ခလေးတွေပေါ်တတ်တာမျိုးမိမိရဲ့ပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ဆက်တွေအတိတ်ကအဆက်အဆက်တို့တိုက်ဆွဲတို့နှက်ဆွဲတို့ဒီလိုအဆက်ဆက်တွေရဲ့အဲရဲ့ဟိုဆွမ်းလို့စိတ်တော့ကပြီးစရာစိတ်ညစ်စရာလေးတွေကြုံရတတ်တဲ့အတွက်တော့တောက်ကြတာမိမိတွေကဒီလာဟာအဲ ိမ်အောင်ပြူချင်းခွင့်ပြုချက်ကိုရိုးရလို့အဆရှိတယ်လို့ခြေချုံးလည်းမပဲကောင်းဈေးလုံးလည်းမကျွယ်ကောင်းကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဒီအရာလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရတော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်အရှင်ရင်းနဲ့ပတ်သက်လာရင်ဝေးကွာနေတော့မိတ်ဆွေများတုံးနဲ့တူတယောက်နဲ့တယောက်အိုးချင်းထားအိုးချင်းထိပြူချင်းထားပြူချင်းညှိတယ်လို့မျိုးအဲမထင်မှတ်ထားလိုက်အောင် ကြုံဆုံရတာမျိုးလေးတွေအခြေအနေပတ်သက်လာရင်တဝင်းတို့ရွတ်စွတ်တာမျိုးလေးတွေကြောင့်တယောက်နဲ့တယောက်အပြင်းထန်လွဲ့တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အခြေအနေမြစ်တာရေးဆန်းအားဖြင့်အားလဲတော့လာဖြစ်ပြီးတော့အင်တာဗျူးချင်းစစ်ဆက်ချင်းပြောဆိုလှုပ်ဆောင်လာမှအထင်အောက်ကြံ့ကြာလေးတွေကြုံရတတ်တဲ့အတွက်တော့ရံငင်းတောက်ကြသားသမီးမိတ်ဆွေများဖို့အခြေအနေမှာတော့လူငယ်တွေသတိပြုစင်ကြရလိုအပ်ပါတယ်မိမိရှိသောမျက်နှာသောသူကိုဖွင့်ပြောလိုက်တာမှအထင်မြင်မှားတာမျိုးလေးတွေသတိပြုစင်ကြရအတွက်တော့လိုအပ်ပါတယ်ပတ်စံပြောက်တာမျိုးတခုခုခံရတာမျိုး ဆက်ပစ္စည်းပျောက်တာမျိုးတခုခုခံရတာမျိုးဒီကြုံဟတ်တက်တဲ့အတွက်တော့သတိထားဆင်ခြင်ပြီးတော့တမိုးရှိတဲ့အရာတွေကိုထားတဲ့အခါမှာလည်းအထာမအလုံးမအဝယ်မတွေဖြစ်တတ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ဒီတလတာတော်တွင်မှာဆိုရင်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ကြီးနဲ့ပတ်သက်လို့တော့စိတ်ချမ်းသာစရာပါပဲဒီလတာတော်တွင်မှာဆိုရင်ငကူကဝေးကွာနေတော့အိမ်တော်ရှင်များအခုပြန်လဲစုံစည်းတာမျိုးလေးဒီကြုံရတတ်တယ်လို့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငကူကသွေးအေးနေတော့မိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လို့များစွာအထောက်အကူရရှိပြီးတော့အိမ်တော်ဘက်ရဲ့အကြောင်းပြုပြီးဖြစ်စေအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အစဉ်မပြေမှုတွေအစဉ်ပြေလာတာမျိုးအိမ်တော်ဘက်ရဲ့အထောက်အကူကိုများစွာရရှိတတ်တာမျိုး ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိလာမဲ့ကာလဖြစ်တဲ့အတွက်တော့အိန္ဒိယကြီးနဲ့ပတ်သက်လာရင်ဒါသမီးကိစ္စလေးတွေကြောက်ချစ်လို့ဆောင်ရွက်တိုင်းပြည်နာမျိုးလေးတွေအိန္ဒိယကြီးနဲ့ပတ်သက်လာရင်မိမိရဲ့အိန္ဒိယဘက်အပေါ်မှာတဦးနဲ့တူတယောက်နဲ့တယောက်ငွေထွေးမှုနဲ့ငြိမ်းချမ်းမှုလေးတွေကိုရရှိအောင်စွမ်းဆောင်မှာပုံမှုပြီးတော့အားသာပြီးတော့အဆင်ပြေနေနိုင်ပါတယ် ောက်ကြတော့ပြိမိတ်စုများအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့စိတ်ချသာစရာပုဒင်းလေးကြီးကြားရတတ်ပါလေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲဆက်သွယ်ရရှိတာမျိုးဝေးကွာနေတော့အိမ်တော်ဗမာပြန်လဲတွေ့ဆုံရတာမျိုးကြီးကြုံရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြသည်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးခီးသွားတာမျိုးတွေတော့အကျိုးပေးအားသာကောင်းမှာလေ passport လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခီးသွားရဝေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကြန့်ကြာဟန်တားနိုင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်လို့လူယုံမလွယ်ပါနဲ့တတိထားစင်ပြီးရန်လိုအပ်ပါလေပတ်စံပြောက်တာမျိုးတကူးခုခံရတာမျိုးကပိုက်နိုင်ခံရတာမျိုးကြီးကြုံရတတ်တယ်လို့တမိုးရှိတဲ့အရာလေးတွေထားတဲ့အခါမှာအထားမှား လူတွေညီကြုံရတတ်သောကာလအပိုင်းစားဖြစ်ပါတယ်ဒီလကအတော့တွေ့မှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဟိုဘာကိုမဆိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာတောက်ကြတောက်ကြချင်းတွဲဖက်လောက်တာမျိုးတွေသို့မဟုတ်တင်းငွေနေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့ဒီလကအတော့တွေ့မှာဆိုရင်အဲ ဒီလာတာတော့ပြမှာမိတ်ဆွေတို့နဲ့အိမ်သွေးရေးကိစ္စအမိသားစုရေးကိစ္စလေးတွေကိုပဝင်းကျင်ကိုဖွင့်ပြောတာမျိုးမိန်းဟောင်းဆွေရောင်းတွေကိုတိုင်ပင်တာမျိုးလေးတွေဟာစိတ်ညစ်စရာတွေကိုပြဿနာတွေကိုပြန်လဲယူဆောင်လာတာမျိုးတွေဖြစ်တဲ့အတွက်အိမ်သွေးရေးကိစ္စမိသားစုရေးကိစ္စတွေမှာတော်တော်သိတိတ်နဲ့ဖြည့်ရှင်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမိသားစုအတွင်းမှာတူဦးပေါ်မိသားစုအခြားသူတူတယောက်ကိုအကြောင်းပြုပြီးစေတနာတွေကြောင့်ဝေဒနာဖြစ်တာမျိုးတွေကိုမိသားစုမှာအပွဲအကြောင်းမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ အဲမိမိတို့ရဲ့မိသားစုတဲ့အခြားသူကိုကူညီဆောင်ရွက်ဒါမျိုးလေးတွေမှာတော့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပြီးတော့အာဟာရရင်ခါပါတတ်တော်လာဖြစ်ပါတယ်။ဗဇက်ကဖရားလက်ကကာယဖြစ်နေတတ်တော်လာဖြစ်တယ်။ဒါကြောင့်တောက်ကြတသမိမိတ်ဆွေများဟိုအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်တမ္မာတံပုတ်တော်ဆိုသောဂုံတော်ပတိကိုတနေ့ကို၆ပတ်နှုံးနဲ့၁၂ရက်တည်းအဋိဋ္ဌံပြုလိုက်ပါကတောက်ကြတသမိမိတ်ဆွေများအစဉ်ပြေလာမှာအတိကြပဲဖြစ်တယ်။ ်ဆရာကြီးပတိတော်မစိတ်ချင်ဘူးပဋ္ဌာန်းရွတ်တာမျိုးပဋ္ဌာန်းရွတ်တာမျိုးဘာတွေရွတ်တင်တယ်လဲဆရာကြီးဆိုရင်တော့မိုက်ဆွေလို့မြင်မဟာသမယတုတ်ကို73ရက်74ရက်တည်းတည်းအဋ္ဌကံပြုပြီးတော့အင်းကမိမိအိမ်ရာမျက်စွာဖရားမှာပူဇော်ခြင်းအဖြစ်ကန်ဆာတာညံ့နေတော့ကံကောင်းမှုတွေရရှိလာမှအတိအကျပဲဖြစ်တယ်ဒါဟာပြင်တောက်ကြတာမိမိဆွေတွေဒီလာတာတော်တယ်မှာဆိုအဝါရောက် အသားရောင်ထို့လူအစိမ့်ရောင်ကြီးဟာမိတ်ဆွေတို့ရဲ့အကောင်ကိုတိုးတက်ကောင်းမှုစေပြီးတော့တောက်ကြတောက်ကြချင်းတွဲလို့ဒါမျိုးတနင်္ဂနွေသားသမီးတွေဟာကံရဲ့အထောက်အကူကိုရရှိတတ်သောလဖြစ်ပါတယ်ဒီလက်တာတော့ဒီမှာဆိုအချိုးပင်းသို့စီတော့ကဏ္ဍအခရာလေးနေနဲ့ရှောက်ကဏ္ဍရှစ်ကဏ္ဍတုံညာကဏ္ဍတွေဟာမိတ်ဆွေတို့ကအချိုးပင်းခံကောင်းပြီးအားသာစီပါတယ်အချိုးပင်းသောအရက်ဟာအရှိမြောက်တောင်ရဖြစ်ပါတယ်စန်တီယာအရက်ကတော့တောင်ဆူဆူအရက်ဖြစ်ပါတယ် ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟုတ်လားအရာရာကိုတတိထားစီနေရမှာတော့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်တော့အရာရှိတာငှားတာလေးတွေမှာတတိပြုစင်ကြပေးရန်လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့အိမ်လေးကိစ္စအရှေ့ကိစ္စတွေမှာငွေကုန်ကြီးကြများရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ဇာငယ်ကိုအံ့ရင်လေအထာလို့ရပါတယ်။ကောင်းပြီ။ဆိုတော့မိတ်ဆွေတို့အဆက်ဆက်အရာအစစ်ပြီးအောင်မြင်စေရန်အတွက်အရေးကြီးသောကိစ္စတွေကိုပြုမှုတဲ့အခါ ဂျာဇာပရိသတ်သမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေပြန်ရဲအားနည်းမှုကိုရရှိတတ်သောလာဖြစ်တဲ့အတွက်တော့သတိပြုစင်ကြင်နာမျိုးဂျာဇာပရိနေတွေမှာအရေးကြီးသောဆောင်ရွက်လုပ်ငန်းတွေကိုတတိထားစင်ကြင်လှုပ်ဆောင်ရန်လိုအပ်သောလာဖြစ်ပါတယ်။ဒါကပြင်တောက်ကြသမီးမိတ်ဆွေတို့အနေနဲ့ဒီတလားတာတော့အတွင်းမှာမိမိတို့ရဲ့နော်ဟိုဆက်လာလို့ပေါ့ကန်ဆာတာတက်စီရန်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရရအောင်မြင်စင်ပြည်စီရန်တို့မိတ်ဆွေတို့ရဲ့နော်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိမိတို့အနေနဲ့အရှိတ်အအရက်ကိုမျက်နာမှုပြီးတော့ ရဟန်သိတိဘဂဝါအောင်ဆိုပြီးတော့အဲ20နဲ့ခုနခေါက်တိတိရွတ်ဆိုပြီးတော့မိမိတို့ရဲ့လိုရာကိစ္စကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ကံကောင်းစီမှာအတေကြာပဲဖြစ်တယ်။ဒါကပြင်တက်ကြတော်မိမိဆိုဒီဒီတလတာလုံးမှာအဆက်ဆက်ရအကံကောင်းစီပြီးအောင်မြင်မှုတွေအစဉ်ပြေမှုတွေရရှိစေရန်မိဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းဖတ်စီမှုတွေဆိုရင်မိမိတို့ရဲ့ပုံပစ္စည်းတွေကိုဆရာတို့ဖုံအားကြိုးလေးတစ်ချောင်းနဲ့သို့မဟုတ်ရင်မီးကြိုးလေးတစ်ချောင်းလှက်စစ်မီးကြိုးလေးတစ်ချောင်းနဲ့ဖြစ်စေအာ ဝါယာကျုံးလေးတစ်ချောင်းနဲ့ဖြစ်စီမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းတာမျိုးဟာမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းအတွက်အယောင်းဖက်သွားစီမှာအတိကြပဲဖြစ်တယ်။အဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ရေတရာမပြောမီမှာဇာငင်နာမပေးတဲ့မိချင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးပစ်လျှောက်7902904116မှာဖြစ်စီ WhatsApp Telegram Viber မှာဆက်သွယ်မိမြန်နိုင်ကြောင်းထားလောင်းပြောကြရင်လည်းတောက်ကြသာသမီမိတ်ဆွေများဒီတလတာတော်တွေမှာအဆက်ဆက်ရရအစင်ပြေစီပြီးငွေကြီးကအားကောင်းစီရန်အတွက် ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဈေးဆိုင်အမြင့်တဏီယာတင်းတင်းလျောက်ပါတဲ့နေရာအမြင့်တဏီယာမှာစပွဲတစ်ခုပေါ်မှာဖြစ်စီတထောင်နံလေးတစ်ရွက်ကိုမှောက်ပြီးတင်လိုက်ပါတထောင်နံလေးတစ်ရွက်ကိုမှောက်ပြီးတင်လိုက်ပါမှောက်ပြီးတင်ပြီးတော့အပေါ်မှာငါတက်တာဘူးလေးအစ်တတပူတင်ပါငါတက်တာဘူးလေးအစ်တတပူတင်ပါတင်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့တထောင်နံလေးတစ်ရွက်ကိုမှောက်လိုက်အပေါ်မှာငါတက်တာဘူးလေးတပူအစ်တတင်တင်ပြီးတော့အပေါ်မှာဖျောင်းနိုင်အစိမ့်အောင်လေးတစ်တိုင်းတင်ထွင်းခြင်းအားဖြင့်မိတ်ဆွေတို့ငွေကြေးကံကောင်းပြီးအောင်မြင်ပါအတိအကျပဲဖြစ်တယ် ဆရာပြန်ပြောပြပါမယ်။တထောင်နှံလေးတစ်ရွက်ကိုမှောက်ပြီးတော့အစိမ်းရောင်ငါးတိတာဘူးအတစ်တဘူးတင်ပြီးတော့အစိမ်းရောင်ပြောင်းနိုင်နေတဲ့တိုင်တင်ထွင်းချင်းအဖြစ်နေ့စဉ်ရမပြတ်ပြုလုပ်လို့လည်းရပါတယ်။ဒါဆိုရင်ပိတ်နေတဲ့လက်တွေပြွယ်လန်းပြီးအဆက်ဆက်ရအစိမ်းပြအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်တောက်ကြတဲ့မိမိတွေဒီအားလုံး2025 17လပိုင်းပြည်မှာတက်နေတဲ့ဘုလောက်ဝီဖြိုးလို့ယတနာစိန်ကြောက်စေတောက်တန်းကစားနိုင်လို့ဒုဗိတ်တန္တရတတ်တန္တရယောဂကန္တရဆိုတော့ကကြီးသုံးပါးကနေကင်းဝေးကြပါစေကြောင့်ကျွန်တော်ကစူတောင်းပြတာထောပနာပြုသအပ်ပါတယ်